ဒီနိုင်ငံပေါ်မှာအခုတက်မတော်ကိုအရင်တုန်းကမချစ်ဘူးလို့ပြောခဲ့ပြီးတော့အခုကျတော့ချစ်တယ်ဖြစ်သွားတယ်အဲ့ကစားနဲ့ပတ်သက်ပြီးတော့ဘာလို့အရင်တုန်းကကျတော့မချစ်ဘူးဆိုပြီးတော့ပြောပြီးတော့ဒီနိုင်ငံကြီးကိုဒီတက်မတော်ဆိုတဲ့ကောင်ကြီးတွေကဒီစက်တက်ကြီးကမကောင်းပါဘူးဆိုပြီးတော့အကိုကြီးပြောပြီးတော့နိုင်ငံသားကိုထွက်သွားပြီးတော့အခုကျမှတက်မတော်ကြီးကိုပြန်ချစ်ပါတယ်ဆိုတဲ့ဥစ္စာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာလို့ဒီတက်မတော်ဆိုတာဟိုချစ်တယ်မချစ်ဘူးဘာလို့ဘလောင်းမလဲလောက်တာပဲလဲပေါ့နော်ကျမသိချင်တာဒါလေးပါအင်းနော်လေကျေးဇူးတင်နေကျွန်မပြပြမယ်စကားကိုရင်ကြည်ကြည်ပြောပါပြပြမယ်နော်တခုကတခုတခုအရင်ဆုံးက ကျွန်တော်တက်မတော်မချစ်ဘူးလို့ပြောခဲ့စကားရှိရင်ကျွန်တော်တက်တည်ပြမယ်ဒါပရမသုံးဘုံနော်နောက်တစ်ခုကျွန်တော်ပြောပြမယ်ကုန်လိုက်ပဲပြောတာကနော်ဒီကောင်ပြောတာဒီကောင်ဟွန်လိုင်းနိုင်ငံသားလို့ပြောတယ်ကျွန်တော်လည်းခုလိုက်ပဲပြီးခုဒီရန်ချာနေတော့ဘာသဘောလဲအဲ့ဒါအဲ့တော့ဒါရတဲ့ကြံ့ခိုင်ရင်ဖွင့်ပြီးရုံးနေမှာနေရတယ်ဟာမင်းနဲ့တတိရှင်ကြံ့ခိုင်ရင်ဖွင့်ပြီးရုံးရှင်းမှာလာစိန်ခေါ်တဲ့အတပိုင်ရှိတယ်လူကြီးတွေအတွက်မှာကျွန်တော်ဖွင့်ပြလိုက်မယ်ငယ်ရေးလမ်းကြောင်းပေါ်မှာ NLD ပါတီဆိုတဲ့အမည်ကိုဆိုတဲ့တောင်းနေတာဒီကိုအောင်မင်း ကျွန်မတပြောနေနော်အရင်နေတက်တီရှိပြီးတော့အရင်နေတိုင်းကြီးပြီးချိန်နေတယ်ဆိုရင်အရင်ဦးတော်မြန်မာနိုင်ငံသားပြည်ခိုင်လိုက်နော်နိုင်ငံသားသားလုံးနေပြီးတော့နိုင်ငံသားသားတယောက်ကကိုယ်နိုင်ငံသားကိုကိုယ်နိုင်ငံသားကိုမှဒီကိဟူမှာနိုင်ငံချစ်စိတ်တောင်းမချစ်စိတ်နဲ့နိုင်ငံတာဝန်ကိုတပတ်တလန်ထမ်းရွက်နေတဲ့လူတွေကိုစော်ကားနေရမျိုးလက်မခံဘူးတပြောမနော်နိုင်ငံသားသားတယောက်က ကျွန်တော်မြန်မာနိုင်ငံသားနိုင်ငံသားချင်းကိုမှရှာရှာပါပါတိုက်ချစ်တိချစ်တယောက်ကိုစော်ကားမော်တာပြောနေတာကျွန်မလက်မခံဘူးအမပီကိုစော်ဖို့ဟိမှာမဟုတ်ဘူးတခြားဘယ်သူဘယ်သူမဆိုကျွန်တော်မြန်မာနိုင်ငံသားတွေနိုင်ငံအကျိုးတိုင်းချုပ်ပြည်ချုပ်မနေရတဲ့ပိုးနေတဲ့လူတွေကိုနိုင်ငံသားသားတယောက်ကစော်ကားမော်ကပြောနေတာအမပီပထမတစ်ချက်ဒုတိယချက်ကရဲမီတိုက်ပြည်ပြချင်းနေလဲဆိုရင်မြန်မာနိုင်ငံသားအဖြစ်ခံယူပြီးတော့ရှေ့တန်းမှာကိုတိုင်းသွားအမတက်နိုင်တယ်များတောင်းထားနော်အသက်ကြီးနေလို့စက်မတန်းလာလို့နောက်တန်းမှာထမင်းချက်လို့ရှေ့တန်းမှာထမင်းချက်လို့ရရတယ်။အဲ့ဒီလိုမျိုးနော်ဝမ်ဝမ်ထိုးမဲ့စိန်ခေါ်နေမှစာရှေ့တန်းကိုသွား။အဲ့ဒါမျိုးဆိုအပင်းလေ။ နိုင်ငံရေးတို့နိုင်ငံအရေးတို့မှာထောက်ရရင်ထောက်ရမိတ်ဆွေတော့မရှိဘူးအဲ့ဒါဘယ်သူတောင်မှမဟုတ်လူတိုင်းတော့ပြောတာမြစ်ဆိုတာအစဉ်မြဲစီးစင်းနေတယ်ကျွန်တော်တို့ကဒီစီးစင်းနေတဲ့မြစ်မှာဒီရေတွေကြီးပဲလို့ပြောရင်ဓမ္မတွေဓမ္မတွေဒီကရေဟာအများနဲ့ပြောင်းလဲနေကျွန်တော်တို့ကတက်မတော်ဘူးမချစ်တာမဟုတ်စနစ်ကိုမကြိုက်တာဒါကျွန်တော်တို့ပြောပြတယ်စနစ်ကိုမကြိုက်တာစနစ်ကတစ်ချိန်လုံးကအုပ်တယောက်လေးအုပ်ချုပ်တဲ့စနစ်ဥနေဝင်လက်ထက်မှာနော်ပြီးတော့ဒီဘက်မှာ ဦးသန်းရွှေလက်ထက်မှာဓာတ်ဥတော်တွေအချုပ်တာဒီဘက်မှာဦးသိန်းစိန်နောက်ပိုင်းမှာပါတီတွေလက်တရားဝင်ထောင်ခွင့်ပေးခဲ့တယ်လို့အဲ့ပါတီတရားဝင်ထောင်တဲ့ပါတီတွေကလည်းနိုင်ငံရေးအာဏာရယူဖို့ဝင်ရောက်ရှင်းတိုင်ဝင်ရှိခဲ့တယ်ဒါပြောရရင် diversity ကိုအခြေခံတာပေါ့နော် political နိုင်ငံရေးအရာမတူ क्वे ပြားတဲ့ဟာတွေကိုနိုင်ငံရေးမှာပါဝင်ခွင့်ပြုတယ်ဆိုဒါကိုပြောတာအဲ့တော့ကျွန်တော်ဗျာဒါပြောဗလိုင်းဘုံဆက်တာဒီနေ့ချစ်သူများနေမှာသူ့ဖေမချလို့လားမသိဘူးအောင်မင်းကနော်လေခါဖားပင်တဲ့တောင်းသားအဲ့တော့ကျွန်တော်ပြောင်းသူချန်ခိုင်းနေတဲ့နော်အဘ ဥခင်ကြီးနော်ဥက္ကရာကြီးဥခင်ကြီးတို့ဒုဥက္ကရာကြီးတို့နော်အောင်မင်းကကျွန်တော်ဘာလို့ ਨੇ တွေးတဲ့အချိန်ကျွန်တော်အဲ့အတန်ပိုင်းဖွင့်ပြပါမယ်ကျွန်တော်တို့ဥခင်ကြီးကိုလို့အဲ့ဒီအတန်ပိုင်းဖွင့်ပြလိုက်မယ်လို့ပြောတော့မင်းကောင်လာပြောတာလို့ပြောလဲပြောလေဖုံးချသွားတယ်ဗျအောင်မင်းကဖုံးချသွားတယ်ကျွန်တော်လာစိန်ခေါ်တယ်ဗျမင်းပြင်ဦးလေလိမ့်စာအတိအကျပြောတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တချိန်ကစစ်တပ်မကောင်းကြောင်ပြောခဲ့သည့်အောင်မင်းကစစ်တပ်ကိုချစ်ပါတယ်လို့ပြောလာသည့်အပေါ်အောင်မင်းရဲ့သဘောထားနဲ့အတူ NASA ကဥက္ကဋ္ဌမှဘီလာရုစ်နိုင်ငံသမ္မတအားအကမဟာတရီစီသူဖွဲ့ချီးမြှင့်အပ်နှင်းလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်ဘီလာရုစ်နိုင်ငံတို့နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခီးစုရောက်ရှိနေသည့် NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်သည် ယနေ့မှ9ရက်ကဘီလာရုစ်နိုင်ငံတမရမစ္စတာလူကာရှန်ကိုနှင့်လွတ်လပ်ရေးနန်းတော်၌တွေ့ဆုံခဲ့ကြောင်းသိရသည်ထို့သောတွေ့ဆုံပြီးနောက်နာဆကဥက္ကဋ္ဌမှဘီလာရုစ်နိုင်ငံတမရမစ္စတာလူကာရှန်ကိုအားအကမဟာတရေစီသူပွဲကိုချီးမြှင့်မင်းခဲ့ကြောင်းသိရသည်ထို့ပြင်နာဆကဥက္ကဋ္ဌနှင့်ဘီလာရုစ်နိုင်ငံတမရမစ္စတာလူကာရှန်ကိုတို့သည်နှစ်နိုင်ငံကဏ္ဍဆောင်ပူးပေါင်းဆောင်ရွက်မှုများအတွက်ဆွေးနွေးမှုများပြုလုပ်ပြီးနောက်နှစ်နိုင်ငံသဘောတူညီမှုစာချုပ်များကိုလက်မှတ်ရေးထိုးမှုများပြုလုပ်ခဲ့ကြကြောင်းသိရသည် ိဒီနိုင်ငံပေါ်မှာအခုတက်မတော်ကိုအရင်တော့ကမချစ်ဘူးလို့ပြောခဲ့ပြီးတော့အခုကျတော့ချစ်တယ်ဖြစ်သွားတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာလို့အရင်တော့ကျတော့မချစ်ဘူးဆိုပြီးတော့ပြောပြီးတော့ဒီနိုင်ငံကြီးကိုဒီတက်မတော်ဆိုတဲ့ကောင်ကြီးတွေကဒီ setup ကြီးကမကောင်းပါဘူးဆိုပြီးတော့အကိုကြီးပြောပြီးတော့နိုင်ငံသားကိုထွက်သွားပြီးတော့အခုကျမှတက်မတော်ကြီးကိုပြန်ချစ်ပါတယ်ဆိုတဲ့ဥစ္စာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာလို့ဒီတက်မတော်ဆိုတာဟိုချစ်တယ်မချစ်ဘူးဘာလို့ဘလောင်းမလဲလောက်တာပဲလဲပေါ့နော်ကျမသိချင်တာဒါလေးညောင်းနေကျေးဇူးတင်နေညောင်းပြပြမယ်စကားကိုရင်ကြည်ကြည်ပြောပါပြပြမယ်နော်တခုကတခုတခုအရင်ဆုံးက ကျွန်တော်တက်မတော်မချစ်ဘူးလို့ပြောခဲ့တဲ့စကားရှိရင်ကျွန်တော်တက်တည်ပြမယ်။ဒါပရမသုံးပေါ့နော်။နောက်တစ်ခုကျွန်တော်ပြောပြမယ်။နိုင်ငံရေးတို့နိုင်ငံအရေးတို့မှာထာဝရယံထာဝရမိတ်ဆွေဆိုတာမရှိဘူး။အဲ့ဒါဘယ်သူတောင်မှမဟုတ်လူတိုင်းလို့ပြောတာ။မြစ်ဆိုတာအစဉ်အမြဲစည်းစင်းနေတယ်။ကျွန်တော်တို့ကဒီစည်းစင်းနေတဲ့မြစ်မှာဒီရေတွေကြီးပဲလို့ပြောရင်ဓမ္မတွေပါ။ဓမ္မတွေ။ဒီကရေဟာအများနဲ့ပြောင်းလဲနေတယ်။ကျွန်တော်တို့ကတက်မတော်ဘူးမချစ်တာမဟုတ်ဘူး။စနစ်ကိုမကြိုက်တာ။ ဒါကျွန်တော်တို့ပြောပြစနစ်ကိုမကြိုက်ဘူးစနစ်ကတစ်ချိန်လုံးကဦးတယောက်တည်းအုပ်ချုပ်တဲ့စနစ်ဦးနေဝင်လက်ထက်မှာနော်ပြီးတော့ဒီဘက်မှာဦးသန်းရွှေလက်ထက်မှာဒါဦးတယောက်တည်းအုပ်ချုပ်တာဒီဘက်မှာဦးသိန်းစိန်နောက်ပိုင်းမှာပါတီတွေလည်းတရားဝင်ထောင်ခွင့်ပေးခဲ့တယ်လို့အဲ့ပါတီတရားဝင်ထောင်တဲ့ပါတီတွေကလည်းနိုင်ငံရေးအာဏာရယူဖို့ဝင်ရောက်ရှင်တိုင်ခွင့်ရှိခဲ့တယ်ဒါပြောရရင် diversity ကိုအခြေခံတာပေါ့နော် political နိုင်ငံရေးအရာမတူကွဲပြားတဲ့ဟာတွေကိုနိုင်ငံရေးမှာပါဝင်ခွင့်ပြုတယ်ဆိုဒါကိုပြောတာအဲ့တော့ကျွန်တော်တို့ပြောတာကဘာလဲဆိုတော့တပ်မတော်ကိုချစ်ချင်းမုန်းကြီးကပြဿနာမဟုတ်ဘူး ီတာဝန်ယူရတဲ့အဖွဲ့အစည်းတရက်ဟာနိုင်ငံတော်မှာတာဝန်ရှိတဲ့အတိုင်းလုပ်ပေးနေလားမလုပ်ပေးနေဘူးလားဆိုတာကအဲ့ဒါကအရေးကြီးတယ်။အဲ့ဒါသက်ရေးကြီးတယ်။အဲ့တော့ဒီတက်မတော်ချစ်ချင်းမုန်းချင်းနဲ့နိုင်ငံရေးလုပ်တယ်တက်မတော်ချစ်ချင်းမုန်းချင်းနဲ့သူများတကနိုင်ငံမှာသွားပြီးခိုလုံဝင်ယူရဆိုရင်အဲ့ဒီလူကဘယ်တော့မှအမြင်မှရမှာမဟုတ်ဘူး။ကျွန်တော်ပြောတာ။ဒီကစနစ်ကိုကြည့်ရတယ်ပစနစ်ကိုကြည့်ရအဲ့လိုဆိုလို့ရှိရင်ဒါဆိုဦးလုံးကဘာလို့ပြန်လာလဲဦးနေဝင်လက်ထပ်ဦးနေဝင်ကိုအပြုတ်တိုက်မယ်လို့ဦးလုံးကပြောပြီးတော့ဘာကြောင့်လို့ဦးလုံးပြန်ပြီးတော့ပြန်ဝင်လာလဲ ဒါတွေကိုသိဖို့လိုတယ်ဒါတွေသိဖို့ခုနခုနဒီမြို့သမီးကတော့သူကတော့ဘယ်လိုလဲပါလဲသူကနိုင်ငံရေး political careers ကတော့ဘယ်လိုရှိလဲကျွန်တော်လည်းမသိဘူးပေါ့နော်။အဲဆိုတော့ဒီမေးခွန်းမေးတာက तू သိလို့မေးတာမဟုတ်ဘူး။မသိဘဲနဲ့ရန်တုတ်တယ်လို့ခေါ်ပါဘူးနော်။ဒါပြောရရင်ရန်တုတ်တယ်လို့ခေါ်တယ်ကျွန်တော်တို့ပြောနေတာအဲ့လိုမျိုးပေါ့။ပြောပါအင်းကျွန်တော်လည်းအဲ့ဒီဥစ္စာဖြည့်ကျင်နေဗျကျွန်တော်တို့လည်းခဏခဏအပြောခံနေရတော့ဖြည့်ကျင်နေဆိုတာကအဲ့ဒီမှာဖြည့်ဆွပြောကျင်တာကဒီဒုက္ခတွေခံယူတဲ့အခါမှာစစ်တပ်မကောင်းကြောင်းပြောပြီးမှဒုက္ခတွေခံယူလို့ရတာမဟုတ်ဘူး ဒီနေရာမှာဒီဒေတာမှာနေရတာကိုကိုကိုစိတ်မလုံးကြုံဘူးဆိုရင်တော့ဒုက္ခတွေဖြစ်ခံယူလို့ရတယ်အဲ့လောက်ကိုသဘောမပေါက်တာအဓိကဘာဖြစ်နေရလဲဆိုတော့ဗျအဲ့ဒုက္ခတွေဖြစ်နေစိတ်တမကောင်းကြောင်းပြောပြီးတော့လာတဲ့လူတွေကသူတို့စိတ်နဲ့နှိုင်းတာလူတိုင်းကိုသူတို့လိုပဲလာတယ်လို့ထင်တာနေရတာကိုကိုဆိုတာကကိုကိုကိုစိတ်မလုံးကြုံလူလူနားမနေခဏရှင်နော်လူလူနားလေအောင်နည်းနည်းပြောပြမလို့အဲ့တော့တချို့ကရှိတယ်ဗျကျွန်တော်တို့လည်းဒါအင်တာဗျူးတွေမှာကြုံဘူးတယ်ကြုံဘူးတော့ဘာတွေ့ရလဲဆိုတော့ ကျမတို့ဟိုပြည်နယ်မှာစစ်တပ်ကနေတော့မရင်းကျင်နေအဲ့ဒါကြောင့်ကျမတို့နေလို့မရလို့ဒီယူလာပါတယ်ဆိုတော့သူတို့မှာကလေးလည်းရှိတယ်ယောက်ျားလည်းရှိတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါတွေလည်းစိတ်မကောင်းစွာတွေ့ရတာပေါ့နော်။အော်သူယောက်ျားသူမိန်းမကိုစစ်တပ်ကမရင်းကျင်တာသူမသိချပါလား။အော်တော်တော်လေးသဘောထားကြီးပါလားဆိုတာလေးလေကျွန်တော်တို့ချီမှာအတွေးလေးတွေဝင်လာတော့အဲ့တော့ပထမဆုံးသိရမှာက UNHCR ဆိုတာဘလို့အဖွဲ့အစည်းမျိုးလဲဒုက္ခတွေဆိုတာဘလို့လူမျိုးတွေခံစားခွင့်ရတာလဲဆိုတာကိုသိဖို့လိုတယ်။နောက်တစ်ခုကဟိုတပ်မတော်ကိုဘာကြောင့်ထောက်ခံတာလဲဆိုတာကကိုကိုတိုင်းကမသိကြတာဗျ။တချို့ဆိုရင်တော့ဒါဟို ပြီးခဲ့တဲ့ဒါ2022လောက်ထိတက်မလို့ထောက်ခံပြီးမှအခုမှအယူကြီးထောက်ခံတဲ့လူတွေလည်းရှိတယ်ရှိတယ်ရှိတယ်အဓိကတော့နေရာမရတော့နေရာရမလားလို့ခွေးတို့ဘက်ကချက်ပိုးလာဟုတ်ဗျာအဲဒါမျိုးတွေလည်းရှိတာပေါ့ဒါလည်းစိတ်မကောင်းသေးဘူးကျွန်တော်တို့ကတက်မလို့ဘုံမုန်းတာမဟုတ်ဘူးကျွန်တော်လည်းအရင်တော့ကဘာဘာအရင်တော့မပြောတော့ပါဘူးဗျာကျွန်တော်လည်းမူကိုတော့မကြိုက်လို့ပြင်ဖို့အတွက်ကိုလုပ်ခဲ့တဲ့အားတွေရှိတယ်တိုးတော်လည်းပဲဒီချိန်မှာသွားနေတဲ့မူဒီဒီချိန်မှာသွားနေတဲ့လမ်းဒီဟန်တော့ပါစင်ကောင်းတယ်လို့မဟုတ်ပေမဲ့လက်ရှိ UNG PDF တက်တော့ဟိုအစာပေါင်းများစွာတားတယ်အဲ့ဒါကြောင့်မလို့ဒါတက်မလို့ထောက်ခံခြင်းဖြစ်တယ် တော့ကိုမေးတယ်မေးကုန်ကို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 ပြန်မေးဖို့တော့လိုရတယ်လို့ကျွန်တော်မြင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့တစ်ချိန်လုံးတက်မတော်ထောက်ခံလာပြီးတော့ PDF တွေကိုတတ်ခိုင်းခဲ့တဲ့လူတယောက်ကအခုချိန်ကျမှ PDF ဘက်ကရောက်ပြီးတော့ခမရကဘာလို့တက်မတော်ကိုထောက်ခံနေတာလဲဆိုတဲ့စကားမျိုးတွေအမေကုန်မျိုးတွေမေးတာတော့တော်တော်လေးရေရတယ်ဗျာ။စိတ်ကောင်းမှုခမရတို့ကလည်းပြောခဲ့ကျွန်တော်ညီကလေးတကားပြောကြတယောက်ပြီးတယောက်နော်ဒီမှာကျွန်တော်တင်ပေးတဲ့အခါကျရင်ကျွန်တော်ညီကလေးကရိုးသားဖို့လည်းလိုအပ်တယ်ကွာကျွန်တော်ပြောခဲ့ပြီးပြီကနလေးနော်ဘယ်ကနေမှမေးမလဲလို့ဘာမှမေးမလဲလို့ ဟုတ်ခဏနေတော့မှာညက်ကတိရှိတယ်လားမသိဘူးကျွန်တော်ပြောပြမယ် तू ကဘယ်လိုနိုင်ငံကြောက်ရောက်ဒုက္ခတွေကကျွန်တော်တို့မင်းအမိကဘောမင်းပြောပြပြတယ်ငါတို့ကကိုယ်ကိုလိုးနေမိမိလိုးလိုက်ပါလားငါလိုးမှာကိုယ်ကိုယ်ကိုလိုးမြသူကအဲ့ဒါအမေရိကမှာအဲ့ကြောင့်ပြောတာ။ဟဲ့မင်းအမေရိကန်ကိုပြီးမင်းမလေးရှားနဲ့ဘယ်လိုလိမ်ပြီးရောက်သွားတာလဲ။ဟဲ့ Airbus မှာချက်တော့ပြောကြည့်ပါဦး။အဲ့နာမည်မခေါ်ပါနဲ့ဗျာ။နာမည်ကြီးကိုပြတ်ရဲလာရ။ငါမှငါဘိုက်ကိုကြည့်ရှိတယ်။ဒီဝိုင်းမှာအဆင်မတန်ဘူးနာမည်မခေါ်နဲ့။ဆဲဆိုတဲ့ light မဟုတ်ဘူးဒီ light ကအတိညာနေဘူးသူတရတွေမျှဝေတဲ့ light လို့ခေါ်တယ်။မြစ်တာရှင် light လို့ခေါ်တယ်။ဆိုတော့မြစ်တာတရားနဲ့ပြောမယ်။ ညီကိုတွေကိုကျွန်တော်ပြောမယ်အောက်ကခုနကတက်ဆဲပါတယ်ညီကိုကျွန်တော်ထပ်ပြောပြမယ်နော်ကျွန်တော်ကိုအောင်မင်းကိုတင်ပေးပြီးတဲ့နောက်ပိုင်းမှာဒီဥစော်ထိုးကတင်ပေးရတယ်နှစ်ယောက်လောက်ကကျွန်တော်မော်ဒယ်တာတစ်ခါလဲပေးထားတာဖြစ်တယ်ပြီးတော့သူတို့နှစ်ယောက်စကားပြောတဲ့အချိန်မှာအေးကြီးပြောအောင်လို့လက်ထက်ချင်းနေမဖြစ်တော့အောင်လို့ကျွန်တော်ကျွန်တော်တို့ကလည်းအတန်ကျွန်တော်ပေးထားတာဖြစ်တယ်ပြီးတော့ကျွန်တော်မှစနေနာလဲဆိုရှိတယ်နော်လူတွေကိုစနေတော့ရန်လို့နေတာမဟုတ်ဘူးဘယ်ဘက်ကနေပြီးတော့ဥအောင်မင်းနဲ့စကားပြောနေတယ်လို့ပြောတဲ့လူတွေတကယ်တက်လာမှလားကြည့်ရမှာဒီထဲကနေတော့ဘသူတွေရှယ်သွားတာကျွန်တော်မြင်ရတယ်နော်ရှယ်သွားတဲ့လူတွေကဟိုဘက်ချမ်းမှာခိုးပြီးတော့ပုံပြီးတော့နားထောင်နေရတယ်အဲ့ဒီလူတွေကိုလည်းကျွန်တော် ဒီထဲမှာနော်တိတ်ကြ record လုပ်ခြင်းရှိတယ်မှာ record လုပ်ထားပြီးသားရှိနေတယ်နော် record ရှိနေတယ်ကျွန်တော်ကိုယ်တိုင်လည်းသွားပြောလာတယ်စကားပြောခြင်းလာခဲ့ကြတယ်ဆိုတော့မလာရေးဘူးအဲ့ဒါမျက်တာမှုဆိုတာအဲ့ဒါပဲညီကွာမျက်တာမှုဆိုတာအဲ့ဒါဒါလို့ဆိုတဲ့စကားပြောတဲ့အခါမှာဆဲတယ်ဥပုပ်လာကြီးမှာအစ္စလမ်ဥပုပ်လာကြီးမှာအစ္စလမ်ဘာသာတရားဖြစ်နေပြီးတော့တရားမကောက်ဘူးနော်အဖွဲ့တွေကဝတ်သားတွေကြီးတွေယူလာပြီးတော့ဒါလို့ဆိုတဲ့ဝတ်သားဖို့ပေးမယ်ပို့ထားပြီးပြီတို့အမအဘိယာစိန်ဝတ်သားတို့အမကလားပြောတဲ့စကားကြည့်ကြပြီးယာစိန်ဝတ်သားတယ်လားအာအကျွတ်ကျော်တယ်ဟာဒီကောင်တွေဘလို့လဲခိုးကြောက်ခွန်းနေစားလဲမသိဘူးအစားတော့ပေါ်ပါလေကွာအမေရိကန်မှာမလေးရှားမှာလည်းပေါ်ပါလေထိုင်းမှာလည်းပေါ်ပါလေမရှိတော့မှစားရတာနော် ไอ้วะตาโนပြောလို့စားလို့မရဘူးငါလို့ပြောစားမှာဟောวะตาကြီးဝက်စီပတ်ကြီးဝက်စီပတ်ကြီးပြောလို့မရဘူးမင်းတို့ကကလားวะตาကိုဗာလဲပဲကုန်လေလောက်တယ်တယောက်ကလာရတော့မှနေဘောတွေကလာရောင်းနေကွာအဲ့ဒီမိမလုပ်ပါနဲ့ကွာသူများကိုစော်ကားဖို့တည်းရုပ်မာဖို့တည်းကို့ဘာသာကိုပြန်ချနေနေလောက်ရမျိုးမလုပ်ပါဘူးဘာသာရေးမှတ်တဲ့တယ်မလုပ်ပါဘူးထိုင်တဲ့ငါမှရှိနေတေစားတဆက်ကော်တဲ့ဦးလေးကြီးကအောင်မင်းနဲ့စကားပြောကျင်တယ်အမှန်အခန်းနံပါတ်1ကိုဖရွေဥရေမူကြကျွန်တော်မှဒီထဲမှာနောက်ဒီကုမင်းကြီးက PDF တွေရှိနေရော PDF ဖိုင်တွေရှိနေတယ်2008ခုနှစ်တုန်းကလောက်ခဲ့တဲ့ဟာလည်းရှိတယ်ခင်ဗျားတို့ဘယ်သူရေးတာပြောတာမပြောနိုင်တော့ စစ်ကြုံပညာရဲ့အလိုမရှိဆိုတဲ့ဘသူကနေပြောထားတာလို့ဘယ်သူကရေးထားတာလဲအဲဒီမှာစစ်ကြုံပညာနဲ့ကင်းတဲ့လူရေးထားတာရှိသလားဘယ်ပညာရှင်တွေရဆွေးနွေးမှလဲပြောတော့မပြောနိုင်တော့ပဖာလည်းကိုရေးတဲ့စာတော့ကိုမသိဘူးတုံညတသမ၅ကတရားမှ၅ရောက်တယ်ဗျာအဲအဲ့လိုတသမကိန်းဆိုတာက10စုကိုပြောတာ10စုကိုပြောတာ10ကနေခွဲပေးတာတုံညတသမ၅၅ကနေ10ဖြစ်လာတိတိမတိဖြစ်သွားပြီ10ရောက်ဖြစ်သွားပြီတရားဖြစ်သွားပြီနှစ်ပိုင်းပိုင်းခေါ်တာအဲ့တော့ကိုမသိဘဲနဲ့ဘာတွေပြောလို့ပြောမှမသိဘူး तू ကပြည်နယ်ရဲ့တုံညတသမ၅အချိုးစားတဲ့မကြော်တော့ကောက်ဝေးဝင်နေတယ် မြန်မာနိုင်ငံမှာလူလူရေတူဝကကာကွယ်ဝင်တော်လောက်ရမယ်အဲ့ဒီဘက်ကိုအစိုးရဘယ်ပြဿနာပြေးပါအောင်တခြားဝင်ကြီးဌာနတွေမရှိတော့ဘူးလားဝင်ကြီးဌာန20ကျော်ထဲမှာရှိနေဆိုမပြေးရတော့လားဟာဘလို့အထွေးတွေဘလို့အုံနောက်နေလဲဗျာဘလို့မချရေးတဲ့လူကအဲ့ဒါကိုပြည်နယ်တွေမှာသွားကြမှာပြည်နယ်စစ်တပ်ကြီးလည်းဖွဲ့ကြည့်မယ်ပြည်နယ်မှာရှိတဲ့ဗိုလ်ချုပ်တွေလည်းဖွဲ့ကြည့်မယ်ဟာအဲ့ဒီပြည်နယ်နဲ့ဖက်ရွယ်အတွက်လည်းဖွဲ့ကြည့်မယ်ဒါတို့လူကောင်းတွေလည်းဖွဲ့မှာလားလူတစ်တင်နဲ့ဖွဲ့မှာလားမင်းတို့လည်းမဖြစ်နိုင်တော့ဟာဘာတွေလုံးကွာဖက်ရွယ်ရေးကြီးတွေပြောတာဘာတွေလုံးကွာစာဖိုင်ရင်အုံနောက်နဲ့ဖက်စာအုပ်မျက်နှာဖုံးတို့ချုပ်ကမျက်နှာဖုံးကြည့်တော့အတွင်းရဆောင်မကြည့်နိုင်ဘူးလားလူစောလို့ကြတော့မျက်နှာဖုံးနေမဟုတ်ဘူးလူတွေမျက်နှာတွေအများကြီးဖက်ခဲ့ပြီးဘဝစာမျက်နှာတွေအများကြီးဖက်ခဲ့ပြီးသွားပြီ ငငယ်တော့ဆာတင်တဲ့ခါမှာဆရာတင်တဲ့ဆာကိုဖတ်ကိုကိုတန်ကိုဆာကိုကိုယူတဲ့ခါကျကိုကြက်တဲ့ဆာကိုယူနောက်တဲ့လူတွေရဲ့မျက်နှာပြင်ကိုဖတ်လူတွေရဲ့ဘဝတွေကိုဖတ်မင်းတို့ရဲ့ဘဝတွေဖတ်ထားပြီးွားပြီဘဝဘဝမှာပြတော့ဖတ်ထားပြီးွားပြီစနာကိုတို့ကပြောတယ်အမြင်မတူတဲ့ကိုစော်တူကိုခေါ်ပြီးမော်နီတာပေးလိုက်ရည်လိုက်မှာမျက်နှာတက်တာအဲ့ဒါဆိုဟိုဘက်ဘက်မှာကိုနင်းမောင်တို့ဘာလို့တက်လာရင်မော်နီတာပေးရဲလားကိုနင်းမောင်ကိုအောင်မင်းနဲ့ပြောဖို့အတွက်တံမင်းကိုထုတ်ပေးအခုမှခဏအကြီးသားကြီးကိုပြတယ်နိုင်ငံသားကိုပြောတာသူစိတ်ကြီးတယ်တော်တော်ကိုအာကျွန်တော်ပြောလို့ရလားတရားတရားပြောလို့ဆိုတော့ sorry နော် ဟုတ်ခဏလေးခဏလေးမတို့မတို့ခဏလေးပြီးရင်ဆက်ပြောခဏလေးခဏလေးပဲဟိုကိုအောင်မင်းရဲ့ပြဿနာကဘာလဲဆိုတော့အမေရိကန်မှာရှိတဲ့ကောင်တွေကဟို UNG ကိုထောက်ခံတဲ့လူက၁၀ရောက်မပြည့်ဘူးဖြစ်နေတာဗျဘာလို့လဲဆိုတော့အဲ့၁၀ရောက်မပြည့်တဲ့ကောင်တွေလည်းမျက်နှာမပြရဲကျွန်တော်နဲ့ကိုသူတို့ဆိုတရားဆွဲဖို့အတွက်ကိုလူ၁၀ရောက်ကလက်မှတ်ထိုးပြီးတရားဆွဲရင်ငွေကုန်ကုန်ကြရမလို့ပဲနဲ့ကျွန်တော်နဲ့ကိုသူတို့ဆိုတရားဆွဲလို့ရတယ်တဲ့ဒါပေမဲ့အဲ့ UNG ကိုထောက်ခံတဲ့လူက၁၀ရောက်မပြည့်ကျွန်တော်နဲ့ကိုတရားဆွဲဖို့အခုနောက်တစ်ခုကဘာထပ်ပြီးတော့ပြဿနာတက်တာလဲဆိုတော့သူတို့တော်သူတို့တော်လှန်နေတာနားဆကလားကျွန်တော်နဲ့ကိုသူတို့ဆိုလားမသိခွဲဘူး အခုကျွန်တော်တို့တွေ့တဲ့နေရာတတ်မယ်လို့လည်းပြောတယ်ပြောတဲ့လူကဘယ်နာပြောလို့ပြောမှလည်းမသိဘူးဘသူကပြောနေလို့မှလည်းပြောမှလည်းမသိဘူးပြဿနာကအဲ့ဒါပဲကျွန်တော်လည်းအဲ့ဒါဘယ်လိုလုပ်ရမှန်းကိုမသိဘူးပြက်လာပါဆိုတော့လည်းမလာဘူးလာရမလားဆိုတော့လည်းမလာနဲ့ဆိုတဲ့ကောင်းနေပြဿနာရှိတယ်ဗျာအဲ့ဒါဟောဒုက္ခဒုက္ခ၄နှစ်ဒီကောင်းနေ၄နှစ်ဒေါနာထွန်းတတ်တမ်း၄နှစ်ဒီကောင်းနေမျက်နှာမပြရတော့ငကိုရဲလည်းမျက်နှာမပြတော့ဒီအစိုးရတတ်တမ်း၄နှစ်မှလည်းမျက်နှာမပြတော့ပြောပြောပြောမောင်စိုးပြောမောင်စိုးပြော တော်ပြောနေတာအုံနီကလည်းကျွန်တော်တို့ကိုအောင်မင်းနဲ့ပြောပြပါပြီဒီတက်ခွာတယ်ဆိုတာဘယ်နှမျိုးရှိတယ်ကျွန်တော်တို့တွေကခမရစစ်ပြေတက်ခွာတယ်လည်းမဟုတ်လို့ကျွန်တော်တို့က political assignment ခံထားတဲ့ပုံကိုမတူဘူးခမရတို့စစ်ပြေကစစ်ပြေနဲ့ဒီတက်ခွာတယ်လျှောက်ပြီးမှအကြောင်းအမျိုးမျိုးမှာဘာသာရေးနဲ့ပဲပြောပြောလူမျိုးရေးမုံတိနဲ့ပဲပြောပြောအကြောင်းအမျိုးမျိုးတစ်ခုကြောင့်ငါဟိုတိပါကြပေါ့ကျွန်တော်တို့တွေကိုဒီနိုင်ငံကိုခုံလာခဲ့တာကျွေးမှုလျှောက်ချောက်မှုတက်ခွာလာခဲ့တာသူတို့တာမုံခံမှုတာဝန်ယူတကယ်လို့ကျွန်တော်တို့မြန်မာပြည်ကိုတိုင်းပြည်အေးချမ်းဝါမယ်ပြန်ကျင်းနေဆိုရင်တောင်မှသူတို့ကကျွန်တော်တို့ကို သုံးနှစ်စာတို့ကပတ်စံပေးရမယ်လာစီပြီးရင်ပြီးမယ်ပေးတဲ့ grade တဲ့တို့အိမ်ဆောက်ပေးရမယ်လို့ခင်ဗျားတို့ဒါလေးတွေတော့ခင်ဗျားတို့လိလာဖို့အတွက်လုပ်တယ်ကြည့်အဲ့တော့ကျွန်တော်ဘာကြောင့်နိုင်ငံသားမလျှောက်ရတဲ့အကြောင်းအရာကကျွန်တော်တတိမြန်မာပြည်ကိုပြန်မဲ့ဆိုတော့ဒီကျွန်တော်ဒီနိုင်ငံသားကိုမလျှောက်ပါဘူး။အော်ခင်ဗျားမျက်မှတ်ထား။အဲ့တော့ခင်ဗျားတို့ကကျွန်တော်တို့ဒီတန်ယုံမှာအင်တာဗျူးလုပ်တဲ့အချိန်မှာငါဒီနိုင်ငံအစ်တမတယောက်ဖြစ်တယ်။ငါဒီနိုင်ငံအစ်တမတယောက်ဖြစ်တဲ့အတွက်ငါဒီနိုင်ငံကိုရောက်ပြီးတနေ့ငါနိုင်ငံအခြေအနေပြန်ကောင်းရင်ငါပြန်လာမယ်။အဲ့တော့မင်းတို့နိုင်ငံကတော့တကယ်တော့ငါတို့ပြန်ငါတို့မင်းတို့ဘာအမှတ်ကန်ကြီးပြန်မလဲ။တို့ကဖင်လန်နိုင်ငံတန်ယုံကပြောတယ်။အေးမင်းနိုင်ငံအေးဂျင့်တယ်ဆိုရင်မင်းတို့ငါတို့က ဲ့ဒီခေတ္တကဆိုရင်တော့သူကျွန်တော်တို့ယူရိုတသိန်းမြန်မာပြည်ကိုသူ၃နှစ်စာအပြည့်အိမ်ဒီပဲဆောက်အကုန်လုံးတို့လို့ဒါမဲ့ဒါသရုပ်နိုင်ငံကနေမှကျွန်တော်တို့ကိုတို့လို့တင်ဒါမဲ့ကျွန်တော်ဒီနိုင်ငံမှာကျွန်တော်ဥပဒေသူ့နိုင်ငံဥပဒေမဖြိုးဖောက်ပြီးွေးကျွန်တော်တို့မြန်မာပြည်ပို့ချင်တယ်ပို့လို့မရအဲ့တော့ဒီနိုင်ငံရဲ့ဥပဒေကိုဒီနိုင်ငံရဲ့အတိုင်းအတာအတွက်ကျွန်တော်အန်ဒီရဲ့ရှေ့ဆက်တို့အဲ့ဒီမှာပို့နေကျွန်တော်ပတ်စံတဲ့ပြောင်းအဲ့တော့ကျွန်တော်ဒီနိုင်ငံမှာသူမသိတဲ့လူတွေကပြောတာဟာမောင်စိုးတို့ဘယ်သူတို့မောင်ငါတို့တို့လို့လုပ်လို့ရပါမဆိုင်ဘူးဗျခင်ဗျားတို့အမေကပြေတော့နိုင်ငံရေးမှာကျွန်တော်တို့တိုက်ခဲ့တဲ့ထားပါလို့ကျွန်တော်တို့တိုက်ခဲ့တဲ့နတ်ဝတ္တဆိုတာမရှိတော့ တော့တစ်ချက်ခင်ဗျားတို့နားလည်ရကျွန်တော်တို့ဒီတိုက်ခဲ့တာဒီနောက်မတောက်တိုက်တာကျွန်တော်တို့ဒီနတ်စကောက်တိုက်တာလည်းမဟုတ်ဘူးလို့ဟိုဥဒေစင်အစိုးရလည်းတိုက်တာမဟုတ်ဘူးလို့အဲ့ဒီအစိုးရလည်းကျွန်တော်တော်လန်တာမဟုတ်ဘူးအဲ့ဒီချက်တော့ခွက်ခွက်ကြကြနားလည်ဖို့လိုတယ်အဲ့တော့တချို့လူတွေကစကားကိုတော့ပြောကျင်တယ်ဟိုဘုမတိဘာမတိပောက်ပြာ40ပြောကျင်တာပြောဖို့ပြီးတော့နေမှာမိကုနေထုတ်တယ်တကယ်တော့ကိုကပြရှင်းပြရင်တို့ကဒါတွေကိုလက်မခံနိုင်ဘူးကျွန်တော် AVG ရဲ့ကဟို AVG ရဲ့ကရပြီအကြောင်းကြီးကအဲ့လိုရပြီတို့တွေကခဏခဏကိုမောင်ဆိုးပြောပြခဏခဏတို့ကတောင်ကြားနေလို့မဟုတ်ဘူးသိကျင်လို့မိတာမဟုတ်တိုက်ခိုက်ဖို့တော့မိတာ တက်ခတ်မီဒီယာကျွန်တော်ကပြောကြမှာဆက်ပြောတော့ဟုတ်ကဲ့အားလုံးမင်းကြီးကိုရအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စနေမမမကြာဟုတ်ကဲ့အထူးတပည့်ကိုအောင်မင်းမင်္ဂလာပါကျွန်တော်မမမီသေးလားကောင်းမင်းကောင်းမင်းအယူကတည်းကမင်းနဲ့ကျွန်တော်မမှတ်မိဘူးလားပြုံးကြည့်ပြီးနေခမရုံမမပြကျွန်တော်ဘယ်လိုမှတ်မိပါလဲရုံမမရှိဘူးပြဟိုမှာရုံရှဲကောင်းอ่ะဗန်းကန်ထိထားတယ်ရောင်မလို့ဗန်းကန်ထိထားတက်မရလို့ဒီမှာရုံကြလို့မရဘူးရုံကြီးကဆိုးပါတယ်ရာမကြည့်သမ်းပါနဲ့ခင်ဗျားတို့တော့မချောပါဘူးဟုတ်ရုံတော့ပဲကောင်းပါပြီပါပါရုံကြမှာတိပါ ဘင်းလားချုံချုံကြည့်နေဟုတ်ပါဘာကျွန်တော်လွမ်းနေမှာတင်တော့နောက်နေချုံอืมโอเคโอเคပြောကြပါညီကိုလေးကျေးဇူးပါနော်ပြန်တင်ပေးတယ်လို့ကျမမြေကုန်းလည်းပြီးပြီအဲ့တော့ကိုတို့ကျေးဇူးတင်ပါတယ်နော်ဘောအဲ့တော့ဒီကနာကိတညီမလေးခါကိုလိုခါကြတော့ဘယ်လိုခေါ်မလဲဆိုတော့ကိုကြည့်နေတယ်ဟုတ်ညီမခဏနေကိုကိုစနေမမောင်ရှိတဲ့အတွက်ကိုစကားတစ်ခုနှစ်ခုပြောကြည့်ဦးနော်ကိုတောင်းပါနဲ့နော်စနေမမောင်ကတောင်းလိုက်ညီမတယောက်ဆင်းသွားတယ်အဲသူအောက်မှာနားထောင်နေတယ် စနေမောင်မောင်ကတောင်လိုက်ဓမ္မဖြစ်ပြီးအဲ့ဒီတောင်လိုက်ကိုအပီအားများလုပ်တဲ့အမေရိကန်ကအမျိုးသမီးလေးတရားပေါ့နောက်ကျွန်တော် majority လို့ခေါ်တယ်နော်အဲ့ဒီ majority လို့ခေါ်တဲ့အမျိုးသမီးကိုသူပုံတင်ပြီးဆက်တာသူ US ဒေါ်လာတစ်တောင်းပေးပါအဲ့တော့ကိုစနေမောင်မောင်ခမရကိုကျွန်တော်တို့ကဟိုဒီမော်နော်အရင်ကတော့နိုင်ငံတကာသားချင်းချင်းဖြစ်တယ်ပဲကျွန်တော်တို့ကခင်ဗျရင်းနှီးမှုတစ်ခုတော့ရှိတယ်။ဒါပေမဲ့စကားကိုပဲကျွန်တော်ခင်ဗျအောင်မယုံကြည်ဘူး။အော်ခင်ဗျကလည်းကျွန်တော်တို့ကဟုတ်တယ်ပြ။ဒါပေမဲ့ခင်ဗျမင်းကလေးအချင်းချင်းတို့အနီချင်းချင်းတော်မှပုံတင်ပြီးဆဲဆိုပြီးပေါက်ကန်40ပြောတာတော့ခင်ဗျတောင်းလိုက်ဓမ္မရဲ့ဂုံတိတ်ကချတာ။ခင်ဗျကိုယ့်ကိုတောင်းလိုက်ဓမ္မလို့မပြောတော့နဲ့။ တုံးလိုက်ဓမ္မတွေရအစ်တုံးလိုက်ဓမ္မဆုစီတွေကောင်းသိကကြတယ်။နောက်အဲ့အလေးကိုခင်ဗျားတို့လေးစားဖို့လိုတယ်။ခင်ဗျားတို့နဲ့အတူတူကြံလေပြီးမှဟဟလာဟိုပေါ့ဒီအနည်းကိုထောက်ခံတဲ့လူတွေနော်ဒါ PDF NUG ကိုထောက်ခံတဲ့လူအမျိုးသမီးတရားကိုခင်ဗျားပုံသိမိစရာတော်တော်ဆိုးတယ်ဗျအဲ့အရာမဖြစ်သေးဘူး။နော်ခင်ဗျား